ီကနေ့ဗုဒ္ဓဟူးနေ့2025ခုနှစ်အော်တိုဘာလ29ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့ကာရီဘီယံဒေသတစ်ခုလုံးကိုတုန်လှုပ်ခြောက်ခြားစေခဲ့တဲ့တမိုင်းဝင်အင်အားပြင်းဟာရီကိန်းမုန်တိုင်းမလစ်ဆာရဲ့နောက်ဆုံးရအခြေအနေတွေပဲဖြစ်ပါတယ်။မနေ့ကအော်တိုဘာလ28ရက်အင်္ဂါနေ့မှာမလစ်ဆာဟာရီကိန်းမုန်တိုင်းဟာအဆင့်9မွန်စတာကြီးလို့နိုင်ငံတကာမိုးလေဝသဌာနတွေကတင်စားခေါ်ဝေါ်ရလောက်တဲ့အင်အားအပြည့်နဲ့ဂျမေကာနိုင်ငံတောင်ပိုင်းကမ်းခြေကိုအချိန်ပြင်းပြင်းဝင်ရောက်တိုက်ခတ်သွားခဲ့ပါပြီ။ ဒါဟာဒီနှစ်အတွက်အတလန်တိတ်သမုတ်တရာပေါ်မှာဖြစ်ပျက်ခဲ့သမျှမုန်တိုင်းတွေထဲမှာအင်အားအပြင်းဆုံးဖြစ်သလိုဒီဒေသရဲ့သမိုင်းတခြားမှတ်တမ်းတင်ထားရသမျှတွေမှာအင်အားအကြီးဆုံးမုန်တိုင်းတွေကတခုဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါပြီမုန်တိုင်းဝင်ရောက်ချိန်မှာတိုက်ခတ်ခဲ့တဲ့လေရဲချိန်ဟာမယုံနိုင်စရာကောင်းလောက်အောင်ပြင်းထန်ခဲ့ပါတယ်တနအီကိုမိုင်185မိုင်နှုန်းကီလိုမီတာနဲ့တွက်ရင်တနအီကီလိုမီတာ298ကီလိုမီတာနှုန်းအထိရှိခဲ့တဲ့လေတိုက်နှုန်းတွေနဲ့အတူသဲထန်လာတဲ့မိုးရွာသွန်းမှုတွေပြီးတော့ကန်ယိုရန်ဒေတာကလူနေရပ်ကွက်တစ်ခုလုံးကို ပင်လေရေအောက်မျိုးချသွားသလားထင်မှတ်ရတော့တဲ့မုံတိုင်းဒီရေကြီးတွေရဲ့ဂျမေကာပြည်သူတွေကိုခန်းစားခဲ့ရပါတယ်။မလစ်စာဖြတ်သန်းသွားတဲ့လမ်းတစ်လျှောက်အထူးသဖြင့်ဂျမေကာကျွန်းဟာအခုဆိုရင်လုံးဝပုံစံပြောင်းသွားတဲ့မြေပြင်အနေထားကြီးမားလှတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲပြီးတော့နိုင်ငံတကာရဲ့အကူအညီကိုအရေးပေါ်တောင်းခံရတဲ့အခြေအနေဆက်ရောက်သွားခဲ့ပါပြီ။မိုးလေဝသပညာရှင်တွေဟာမလစ်စာမုံတိုင်းကိုကာရီဘီယံပင်လယ်ပြင်ထဲမှာစတင်စုဖွဲ့ခြင်းကလေးကရက်နဲ့ချီပြီးအနီးကပ်ခြေရာခံစောင့်ကြည့်နေခဲ့ကြတာပါ။ ပူနွေးလွန်းလာတဲ့ပင်လယ်ရင်မြစ်နယ်ပြင်တွေစီကစွမ်းအင်တွေကိုဆုပ်ယူပြီးအလွန်တိုတောင်းတဲ့အချိန်တွေမှာအလှည့်မြန်အင်အားကြီးထွားမှုဆိုတဲ့ဖြစ်စဉ်အတိုင်းအင်အားအပြင်းဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာပါဂျမေကာနိုင်ငံတောင်ပိုင်းကန်ယိုရန်စိန့်အဲလစ်ဘက်ပါရစ်ဒေသကိုမနေ့ကဝင်ရောက်မတိုက်ခတ်ခင်နိုင်ပိုင်းလိုမှာပဲသူ့ရဲ့အင်အားဟာအထုတ်ထိတ်ကိုရောက်နေခဲ့တာပါ American မြို့သား Hurricane Center NHC ကအလွန်ပြင်းထန်တဲ့သတိပေးချက်တွေကိုအဆက်မပြတ်ထုတ်ပြန်ခဲ့ရပါတယ်ဒါဟာအလွန်အမင်းအန္တရာယ်ကြီးပြီးအသက်အန္တရာယ်ကိုချိန်ချောက်နေတဲ့အခြေအနေဖြစ်ပါတယ် အခုချက်ချင်းအကာအကွယ်ယူကြပါဆိုပြီးအထက်ထပ်သတိပေးခဲ့ရပါတယ်။မလစ်ဆာရဲ့မုံတိုင်းမျက်စိနယံဟာဂျမေကာကျွန်းတောင်ပိုင်းကနေမြောက်ပိုင်းအထိအရှိန်ပြင်းပြင်းနဲ့ဒိုက်ရိုက်ဖျက်ကျော်သွားခဲ့ပြီးစိန့်အန်ဘာရစ်အနီးကနေပင်လယ်ထဲကိုပြန်ထွက်သွားခဲ့ပါတယ်။မုံတိုင်းရဲ့ဗဟိုချက်ဖျက်သန်းသွားရာလမ်းတစ်လျှောက်လုံးဟာအပြက်စီးပုံကြီးတွေပဲကျန်ခဲ့တယ်လို့မျက်မြင်ကြုံတွေ့ခဲ့ရသူတွေကဆိုပါတယ်။မိုးရေချိန်ဟာနေရာချို့မှာလက်မ20သို့မဟုတ်မီလီမီတာ900ကျော်အထိရွာသွန်းခဲ့တာကြောင့်ရုတ်တရက်ရေကြီးမှုတွေ တောင်ပေါ်ဒေသတွေမှာမြေပြိုမှုတွေအတိုင်းအဆမရှိဖြစ်ပွားခဲ့ပါတယ်။တောင်ပိုင်းကန်ရံတစ်ခုလုံးဟာဆိုရင်ပေလေရင်မျက်နှာပြင်ဟာပေ15ပေ4.5မီတာအထိမြင့်တက်လာတဲ့မုန်တိုင်းဒီရဲ့ရိုက်ခတ်မှုကိုခံခဲ့ရပြီးမြေနေမိုင်းကမြို့တွေရွာတွေဟာလုံးဝရေအောက်ရောက်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။အ धिक အခြေခံအဆောက်အုံတွေလမ်းတွေတံတားတွေအလုံးလေးပြတ်တောက်သွားခဲ့ရပါတယ်။ဒီကနေ့မနက်နောက်ဆုံးရရှိထားတဲ့ကနအူးသတင်းတွေအရမလစ်ဆာမုန်တိုင်းကြောင့်ကာရီဘီယံဒေသတစ်ဝန်းမှာအနည်းဆုံးလူခဏဦးသေဆုံးကြောင်းအတည်ပြုထားပါတယ်။ ဂျမေကာမှာ3ဦးဟေဒီနိုင်ငံမှာ3ဦးနဲ့ဒိုမီနီကန်သမ္မတနိုင်ငံမှာ2ဦးလို့ဖြစ်ပါတယ်။ဒါဟာကနအူးစင်းရင်းမျှတာဖြစ်ပြီးပျောက်ဆုံးနေသူတွေဒါဇင်နဲ့ချီရှိနေသေးတဲ့အတွက်ရှားဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နေတာနဲ့အမျှတေဆုံးသူအရေအတွက်ဟာဒီထက်ဝမ်းနည်းစရာကောင်းလောက်အောင်မြင့်တက်လာနိုင်တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကသုံးသပ်နေကြပါတယ်။နိုင်ငံတကာကြက်ချင်းဒီအဖွဲ့ကခံမှန်းတာကတော့ဂျမေကာတနိုင်ငံထဲမှာတင်လူပေါင်း1.5တန်းအထိမုံတိုင်းရဲ့တိုက်ရိုက်ထိခိုက်မှုကိုခံစားရနိုင်နေဆိုတာပါပဲ။ဂျမေကာရဲ့လူကြီးက1.8တန်းကျော်ပဲရှိတာမို့ ဒါဟာနိုင်ငံလူဦးရေရဲ့တဝက်ကျော်ဟာဘေးဒုက္ခနဲ့တိုက်ရိုက်ကြုံတွေ့နေရတယ်ဆိုတဲ့အထိပ္ပယ်ပါပဲ။မြို့တော်ကင်စတန်အဓိကကမ္ဘာလှည့်ခရီးသွားမြို့ဖြစ်တဲ့မွန်ဒီဂိုဘေးနဲ့မန်ဒဗီမြို့တွေကရက်ကွက်တွေတစ်ခုလုံးလျှက်စစ်ပြီးလုံးဝပြတ်တောက်ကတန်ရှင်းတဲ့တောက်သုံးရည်မရှိတော့သလိုဆက်သွယ်ရေးလိုင်းတွေအလုံးပြတ်တောက်နေပါတယ်။ဆေးရုံတွေဟာတန်ရာရသူတွေနဲ့ပြည့်နှက်နေပြီးလူနာရေတွက်ဟာလက်ခံနိုင်စွမ်းထက်ကျော်လွန်သွားပါပြီ။အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေခိုလုံရေးစခန်းတွေဟာလည်းလူတွေနဲ့ပြည့်ရှံနေပါတယ်။ လမ်းမတွေပေါ်မှာတော့မုန်တိုင်းကြောင့်လဲပြိုကျိုးပဲ့သွားတဲ့တစ်ပင်ကြီးတွေအဆောက်အုံအပျက်စီးတွေပြိုကျသွားတဲ့တံတားတွေနဲ့ပြည့်နှက်နေလို့သွာလာလို့လုံးဝမရတဲ့အခြေအနေပါ Norman Manley အပြီးပြီးဆိုင်ရာလေစိတ်ကိုလည်းမနေ့ကတည်းကပိတ်ထားခဲ့ရပြီးဒီကနေ့အထိပြန်ဖွင့်နိုင်ခြင်းမရှိသေးပါဘူးကျွန်းတစ်ခွင်လုံးရဲ့ဒါအားလိုင်းကွန်ရက်ဟာလည်းအကြီးအကျယ်ပျက်စီးသွားခဲ့ပါတယ်ဂျမေကာဝန်ကြီးချုပ် Andrew Host နဲ့ Honus ကမနေ့ညကပဲရုပ်မြင်သံကြားကနေတဆင့်နိုင်ငံကိုအရေးပေါ်မိန့်ခွန်းပြောကြားခဲ့ပါတယ်ဝန်ကြီးချုပ်က Hurricane Melissa ဟာ တမိုင်းဝင်အကြီးမားဆုံးကပ်ဘေးကြီးတဲ့ကတခုလို့တုံးထုံပြောကြားသွားခဲ့ပြီးပြည်သူတွေကိုတည်တည်ငြိမ်ငြိမ်ရှိကြဖို့နဲ့အာနာပိုင်တွေရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းခဲ့ပါတယ်။တချိန်တည်းမှာပဲနိုင်ငံတကာအတိုင်းဝိုင်းကိုလည်းဂျမေကာနိုင်ငံရဲ့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေအတွက်ရနိုင်သမျှသောအကူအညီမှန်သမျှကိုပေးကြဖို့အလေးနက်မြစ်တာရက်ခံခဲ့ပါတယ်။ဂျမေကာကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်းဘေးလွရာရွှေ့ပြောင်းရေးလုပ်ငန်းတွေအကူအညီတွေဖြန့်ဝေပေးနေတရားဥပဒေစိုးမိုးရေးတွေမှာကူညီဖို့အတွက်နေရာအနှံ့ဖြန့်ကျက်ချထားလိုက်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့မြေပြင်ပေါ်ကအခြေအနေကတော့ပိုပြီးစိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။ဂျမေကာရဲ့ဒေတန်ဒရာအစိုးရနဲ့ရရွာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဒက်စမွန်မက်ကန်စီကမုံတိုင်းမဝင်ခင်ကလေးကပြည်သူတွေကိုအသေးအတန်သတိပေးခဲ့ပါတယ်။မစ္စတာမက်ကန်စီဟာရွှေပြောင်းရေးလုပ်ငန်းတွေကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပေမဲ့စိတ်မကောင်းစရာကတော့ဂျမေကာတနိုင်ငံလုံးမှာအရေးပေါ်ခေလွန်ရေးစခန်း800ကျော်ဖွင့်လှစ်ထားခဲ့ပေမဲ့မုံတိုင်းဝန်ခံဒီအချိန်ထိစခန်း133ခုမှာပဲလူတွေရောက်ရှိနေကြတာကိုတွေ့ရတယ်လို့သူကဆိုပါတယ်။ဒါဟာလူအများပြားဟာ အစင်ငားမုံတိုင်းကြီးကိုကိုယ့်အိမ်မှာပဲကြံ့ကြံ့ခံရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာကိုပြသနေပါတယ်။သူကရေလွှမ်းမှုနိုင်တဲ့ဒေတာကလူတွေကိုအခွင့်အရေးနည်းနည်းလေးကြံတော့မှာအမြင့်ပိုင်းကိုတက်ကြဖို့နောက်ဆုံးချိန်ထိတိုက်တွန်းခဲ့ရပါသေးတယ်။ဆက်သွယ်ရေးနဲ့ပတ်သက်လို့လည်းအင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Net Blocks ကထုတ်ပြန်ချက်အရမုံတိုင်းစတင်ဝင်ရောက်ချိန်မှာပဲဂျမေကာတဝမ်းအင်တာနက်လိုင်းတွေအစုလိုက်အပြုံလိုက်ပြတ်တောက်ခဲ့ပါတယ်။အဆိုတုံးကတော့ကျွန်းရဲ့အနောက်မြောက်ဘက်က Hanover Parish မှာဒေတာဆန်တော်ချိန်မနက်7:20မိနစ်လောက်ကတည်းက အင်တာနက်ချိတ်ဆက်နိုင်မှုဟာနှစ်ရာခိုင်နှုန်းပဲကျန်တော့တဲ့အထိဆိုးရွားစွာပြတ်တောက်ခဲ့ပါတယ်။တခြားဒေသတွေမှာတော့53ရာခိုင်နှုန်းကနေ86ရာခိုင်နှုန်းကြားပဲရှိခဲ့တယ်လို့ဆိုပါတယ်။မုံတိုင်းတန်ရေကြီးမှုတန်အပြင်ဂျမေကာအနာပိုင်တွေဟာပြည်သူတွေကိုနောက်ထပ်မထင်မှတ်ထားတဲ့အန္တရာယ်တစ်ခုအတွက်အထူးသတိပေးချက်ထုတ်ပြန်ထားရပါသေးတယ်။အဲ့ဒါကတော့မိချောင်းတွေပါပဲ။နိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံအရှိတောင်ပိုင်းဒေသကျန်းမာရေးအနာပိုင်ဖွဲ့ကဒီကနေ့မနက်မှာကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။မုံတိုင်းကြောင့်ရွာတဲ့မိုးသက်ထန်မှုနဲ့ရေကြီးမှုတွေဟာ မိချောင်းတွေကိုသူတို့ရဲ့တဘာဝနေရင်စခန်းတွေကနေလူနေရပ်ကွက်တွေတဲကိုနေရာရွှေပြောင်းရောက်ရှိလာစေနိုင်တယ်လို့ဆိုပါတယ်။အထူးသဖြင့်မြို့တော်ကင်စတန်၊စိန့်အန်ဒရူး၊စိန့်ကက်သရင်းနဲ့စိန့်သောမတ်စ်ဒေသကပြည်သူတွေကိုအထူးသတိထားကြဖို့ရေလွှမ်းနေတဲ့နေရာတွေကိုရှောင်ကျဉ်ကြဖို့ကလေးတွေနဲ့အိမ်မွေးတရိတ်ဆန်တွေကိုအရေးကြီးတဲ့နေရာတွေဒါမှမဟုတ်မိချောင်းတွေ့တယ်လို့သတင်းထွက်တဲ့နေရာတွေနဲ့ဝေးဝေးမှထားဖို့အရေးပေါ်သတိပေးထားပါဗျ။မြေပြင်ပေါ်ကလူတွေရဲ့တကယ့်အတွေ့အကြုံကတော့စက်သီးထားပွေရပါပဲ။ ကင်ဆန်မျိုးကအနောက်အင်ဒီးစ်တက္ကသိုလ်ကယူပဗေဒဌာနရဲ့အကြီးတန်းကတိကတူဖြစ်သူလူးဝစ်ရေဟာရစ်ကသတင်းတောက်တွေကိုပြောပြရမှာသူဟာသူ့ရဲ့ဇနီးနဲ့ကလေး၃ယောက်နဲ့အတူအိမ်ထဲမှာခိုလုံခဲ့ပါတယ်။မိုးရေရွာလိုက်၊လေရေတိုက်လိုက်၊တခါတလေငြိမ်သွားလိုက်နဲ့။ဒါပေမဲ့အခုလေးတွေမှမီးလုံးဝပြတ်သွားပြီ။လေကလည်းအရင်ကထက်အများကြီးပိုကျန်းလာပြီလို့မုံတိုင်းဝန်ခံကြီးမှပြောကြားခဲ့ပါတယ်။ဂျမေကာကိုလယ်ပတ်ရောက်နေတဲ့ပြည်တိုင်နိုင်ငံသား Dave Griffith ကတော့သူတို့မိသားစုဟာကျွန်းရဲ့အနောက်မြောက်ဘက် Lucia ကဟိုတယ်တစ်ခုမှာ လော့ခ်ဒေါင်းလုပ်ထားပြီးဘေးကင်းလုံခြုံသွားရှိနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့အစိုးရသုံးအတွေ့အကြုံကတော့မုန်တိုင်းတိုက်ရိုက်ဝင်ရောက်ခဲ့တဲ့ St. Elizabeth Parish Santa Cruz မြို့ကအလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့အတွေ့အကြုံပါပဲ။တရင်နောက်တူနဲ့ဖုန်းပြောတဲ့ချိန်မှာသူမဟာခိုလုံရေးစခန်းကိုမသွားနိုင်ခဲ့ဘူးလို့ဆိုပါတယ်။စခန်းကအရန်ဝေးတယ်။အခုချိန်မှာအိမ်ထဲကထွက်ဖို့ကပိုပြီးအန္တရာယ်များနေပြီလို့ပြောခဲ့ပါတယ်။သူမဖုန်းပြောနေစမှာပဲနောက်ခံကလေတိုက်တန်ကြီးတွေကိုကြားနေရပြီးသူမရဲ့အတန်ထဲမှာကြောက်လန့်တကြားတုံလှုပ်နေတာကိုအတိုင်းသားကြားနေခဲ့ရပါတယ်။ သူမဟာခင်ပွန်းဖြစ်သူပြီးတော့အရန်ကိုကြောက်လန့်နေကြတဲ့ကလင်းငယ်၃ယောက်နဲ့အတူအိမ်ထဲမှာပိတ်မိနေတာပါကင်စတန်မျိုးနီးကပို့စမောမှာနေထိုင်တဲ့မာစီကော့ပ်စ်အကြံပေးကောလင်းဘူဂဲကလည်းမနက်စောစောမှာပောက်ကွဲတံလိုအတန်ကြီးတစ်ခုကြားလိုက်ရပြီးတဲ့နောက်အရာအလုံးမှောင်မဲသွားတယ်လို့ AP သတင်းဌာနကပြောပြပါတယ်ဂျမေကာရဲ့ပို့ဆောင်ရေးနဲ့စွမ်းအင်ဝင်ကြီးဒါရဗက်စ်ကလည်းမုံတိုင်းဝင်ငွေကလေးကနိုင်ငံတော်ဝန်ဓာအားသုံးဆွဲသူ2300ကျော်မိပြတ်နေခဲ့ပြီး နိုင်ငံရဲ့ဆက်သွယ်ရေးစနစ်၄ပုံတပုံလောက်ဟာအလုံးမလုံးတော့ဘူးလို့ဝန်ခံပြောကြားခဲ့ပါတယ်။ဒီလိုကြီးကျယ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတဲ့ဂျမေကာအတွက်နိုင်ငံတကာရဲ့အကူအညီတွေလည်းစတင်ပြင်ဆင်နေပါပြီ။ကုလသမဂ္ဂကတော့မုံတိုင်းရာသီမတိုင်ခင်ကတည်းကဘာဘတ်ဒော့ဖ်နိုင်ငံမှာကြိုတင်ပြင်ဆင်ထားတဲ့အကူအညီပစ္စည်းတွေကိုဂျမေကာစီပင်လယ်ရေကြောင်းကနေပို့ဆောင်ဖို့စီစဉ်နေပြီလို့ပြောပါတယ်။ဂျမေကာလေဆိပ်တွေပိတ်ထားပေမဲ့လေဆိပ်တွေပြန်ဖွင့်တာနဲ့ချက်ချင်းအကူအညီပေးရေးပစ္စည်း၂000ကျော်ကိုလေကြောင်းကနေပို့ဆောင်သွားမယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတက်ဖန်ဒူဂျာရစ်ကပြောပါရယ်ပနားမားနိုင်ငံကကုလသမဂ္ဂလူသားချင်းစာနာမှုအကူအညီပေးရေးကိုတော်မှာလဲနောက်ထပ်အကူအညီပစ္စည်းတွေအသင့်ရှိနေတယ်လို့ဆိုပါရယ်ကနေဒါ United Kingdom နဲ့ American ပြည်ထောင်စုတို့ကလည်းအကူအညီပေးရေးလင်ရေးတွေဆေးလွှတ်ဖို့ပြင်ဆင်နေပါပြီ Caribbean ဒေသရင်းနိုင်ငံတွေဖြစ်တဲ့ Trinidad Tobago နဲ့ Bahamas တို့ကလည်း Jamaica ကိုကူညီဖို့ကတိပြုထားကြပါရယ် Social Media တွေပေါ်မှာတော့ Help Jamaica ဆိုတဲ့#နဲ့ ရန်ပုံငွေရှာဖွေပွဲတွေအသိပညာပေးလှုံ့ဆော်မှုတွေကမ္ဘာတဝန်းမှာပြုလုပ်နေကြပါပြီ။ဂျမေကာကိုအပြင်းထန်ဖြိုခွင်းသွားပြီးတဲ့နောက်မလစ်ဆာဟာအခုဆိုရင်အရှိန်မြောက်ဘက်ကိုဆက်လက်ရွေးရှားနေပြီးကျူးဘားနိုင်ငံအရှိပိုင်းကိုဦးတည်နေပါတယ်။ဒါကြောင့်ကျူးဘားအာဏာပိုင်တွေဟာလည်းအရေးပေါ်အခြေအနေကိုကြီးညာထားရပါတယ်။ဟောလ်ဂွင်းပြည်နယ်တစ်ခုတည်းကတည်းကလူပေါင်း2သိန်းကျော်ကိုဘေးလွတ်ရာရွှေ့ပြောင်းမှုပြင်ဆင်နေတယ်လို့ AP သတင်းကဆိုပါတယ်။ Banks မျိုးကလူတွေကိုလည်းအလားတူရွှေ့ပြောင်းပြီးသားဖြစ်ပါတယ်။ခံမှန်းချက်အရအစင်ငါးမုံတိုင်းဟာ ဂျမေကာရဲ့တောင်တန်းမြေပြင်တွေကိုဖျက်ချော်ချိန်မှာအင်အားအနည်းငယ်လျော့သွားနိုင်ပေမဲ့ဒီကနေ့ဗုဒ္ဓဟူးနေ့မှာကျူးဘားနိုင်ငံကိုဝင်ရောက်ချိန်မှာအ ਨੇ စုံအဆင့်၃ဒါမှမဟုတ်ဒီထက်မြင့်တဲ့ major hurricane ဖြစ်ဆက်လက်တီးရှိနေဦးမှာဖြစ်တယ်လို့ဆိုပါတယ်ဂျူးဘားဒုတိယဝန်ကြီးချုပ်အီဒွတ်ဒိုမာတီနက်စ်ကဒီဖြစ်စဉ်ကအရန်အရေးကြီးတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်ကုလသမဂ္ဂကလည်းကျူးဘားနိုင်ငံကိုကူညီဖို့ဝန်ထမ်းအစ်တွေထပ်မံဆေးလွှတ်ထားပြီးလူပေါင်းတသန်းတဝက်ကိုဘေးကင်းရာစီရွှေ့ပြောင်းဖို့ခေလုံရေးစခန်းတွေကိုပြင်ဆင်ရမှာ အစိုးရနဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။မလစ်ဆာဟာကျူဘာကိုဖျက်ကျော်ပြီးရင်ဘာဟားမားစ်နိုင်ငံကိုဆက်လက်ချိန်ချောက်အောင်မှာဖြစ်ပြီးဒီသတင်းပတ်နှောင်းပိုင်းမှာအမေရိကန်ပြည်ထောင်စုအရှိတောင်ပိုင်းကိုလည်းဝင်ရောက်နိုင်ခြင်းရှိနေသေးတာကြောင့်စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံသား၏ဝင်ကြီးဌာနကလည်းမုံတိုင်းလမ်းကြောင်းတွေကအမေရိကန်နိုင်ငံသားတွေကိုဖြစ်နိုင်ရင်ချက်ချင်းထွက်ခွာဖို့ဒါမှမဟုတ်အိမ်ထဲမှာ လုံခြုံအောင်နေထိုင်ဖို့ပြင်ဆင်ထားကြဖို့တတိပိကျထုတ်ပြန်ထားပါတယ်။မလစ်ဆာမုံတိုင်းဟာသူ့ရဲ့အဖြစ်အဆွမ်းအနေနဲ့မကပါဘူး။ သူ့ရဲ့ဖြစ်ပေါ်လာပုံကလည်းသိပ္ပံပညာရှင်တွေကြားမှာပြောစရာဖြစ်နေပါတယ်။ဒါဟာအလျင်မြန်အင်အားကြီးထွားမှုဖြစ်စဉ်ရဲ့ဥပမာတစ်ခုပဲလို့ကျွမ်းကျင်သူတွေကဆိုပါတယ်။မုံတိုင်းတစ်ခုရဲ့လေတိုင်နှုန်းဟာချိန်တိုလေးအတွင်းမှာရင်ထောင်တက်သွားတာဖြစ်ပြီးဒါဟာပုံမှန်ထက်ပုံမှုပုံရိတဲ့ပင်လယ်ရေအပူချိန်ကြောင့်အဓိကဖြစ်ရတာပါ။မိုးလေဝသပညာရှင် LSD Silver ကမလစ်ဆာဟာဂျမေကာရဲ့ကန်ယူရန်မြေပုံကိုပြန်လည်ရေးဆွဲသွားနိုင်ပြီးအဲ့ဒီမှာရှိတဲ့လူနေမှုဘဝပုံစံကိုလာမယ့်နှစ်ပေါင်းများစွာထိပြောင်းလဲသွားစေနိုင်တယ်လို့သုံးသပ်ပါတယ်။ ဓာတိဥဒ္ဒိပ္ပံပညာရှင်တွေကလည်းဟာရီကိန်းတွေဟာသဘာဝအတိုင်းဖြစ်စဉ်တစ်ခုဆိုပေမဲ့မလစ်စာလိုအင်အားလွန်ပြင်းတဲ့မုန်တိုင်းတွေပုံမှုပြီးတော့မကြာခဏဖြစ်ပွားလာနေတာဟာကဘာကြီးပူနေလာမှုနဲ့ဆက်ဆက်နေတဲ့ခံမှန်းချက်တွေနဲ့ကိုက်ညီနေတယ်လို့ထောက်ပြနေကြပါတယ်။ပူပူနေလာတဲ့ပင်လယ်တွေပြောင်းလဲလာတဲ့လေလုစနစ်တွေဟာဒီလိုအင်ပြည့်အပြည့်မုန်တိုင်းကျူးတွေဖြစ်ပေါ်လာဖို့အခြေအနေတွေဖန်တီးပေးနေတယ်လို့ပါပဲ။တမိုင်းရကြည့်ရင်ဂျမေကာနိုင်ငံသားတွေအတွက်ဒီမုန်တိုင်းဟာ1988ခုနှစ်ကတိုက်ရိုက်ဝင်ရောက်ခဲ့တဲ့အဆင့်3ဟာရီကိန်း ကီရူဘတ်ကိုတတိယစေပါတယ်။ကီရူဘတ်ကြောင့်အိမ်တော်ပေါင်းတောင်းတဲ့ချီပြက်စီးခဲ့ပြီးလူ49ဦးသေဆုံးခဲ့ပါတယ်။2009ခုနှစ်ကဒင်းနဲ့2024ခုနှစ်ကဘယ်ရယ်တို့ဟာအနီးကပ်ဖြတ်သွားခဲ့ပေမဲ့မလစ်ဆာရဲ့အဖြတ်စွမ်းအားကိုမမှီခဲ့ပါဘူး။ကမ္ဘာအဆင့်မှာတော့မလစ်ဆာဟာမက္ကဆီကိုကိုတိုက်ခတ်ခဲ့တဲ့2005ကဟာရီကိန်းပက်ထရီရှာနဲ့1996ခုနှစ်ကဆန်ဂျင်တင်တိုင်ဖုန်းတစ်ပစ်တို့ရဲ့နောက်မှာရပ်တည်နိုင်လောက်တဲ့အင်အားအကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုကြေကွဲစရာထိတ်လန့်စရာအဖြစ်အပျက်တွေကြားထဲမှာပဲလူသားချင်းချင်းစီးလုံးညီညွတ်မှုကိုပြသတဲ့မြင်ကွင်းတချို့ကိုလည်းတွေ့ခဲ့ရပါတယ်။ Black River မြို့မှာဆိုရင်ရေထဲမှာပိတ်မိနေတဲ့အိမ်ကြီးချင်းတွေကိုကယ်တင်ဖို့အတွက်ဒေသခံတွေဟာတယောက်လက်တယောက်တွဲပြီးစူးစမ်းကယ်တင်ခဲ့ကြပါတယ်။ Kingston မြို့မှာလည်းတက္ကသိုလ်ကျောင်းသားတစုဟာသူတို့ရဲ့အဆောင်ကိုအိမ်ကြီးမဲ့ဖြစ်သွားတဲ့မိသားစုတွေအတွက်ယာယီခိုလုံရေးစခန်းအဖြစ်ပြောင်းလဲဖွင့်လှစ်ပေးခဲ့ကြပါတယ်။ကျွန်းတစ်ခွင်လုံးမှာဂျမေကာနိုင်ငံသားတွေဟာသူတို့မှာရှိသမျှအစားအစာရေနဲ့မျောလင့်ချက်တွေကိုအတူတကွမျှဝေရင်း ဒီကပ်ဘေးကိုကြော်ဖြတ်ဖို့ကြိုးစားနေကြပါတယ်။ဝင်ကြီးချုပ်အန်ဒရူးဟိုးနက်စ်ပြောကြားခဲ့သလိုပါပဲ။ကျွန်တော်တို့ဟာပြန်လည်တည်ဆောက်ရုံနဲ့မကဘူး။ပိုကောင်းအောင်ပိုခိုင်ခန့်အောင်ပိုပြီးထက်မြက်အောင် ပြန်လည်တည်ဆောက်ကြရမယ်။အဲ့ဒီစကားအတိုင်းဂျမေကာအတွက်ရှေ့ဆက်ရမယ်။ပြန်လည်ထူထောင်ရေးခရီးလမ်းကတော့အလွန်ရှည်လျားပြီးခက်ခဲကြမ်းတမ်းအောင်မှအသေးကြပါပဲ။မလစ်ဆာရဲ့ဒီအတွေ့အကြုံဟာဂျမေကာအတွက်တာမကဒီဒေတာနဲ့ကဘာကြီးတစ်ခုလုံးအတွက်ပါနိုးထလာဖို့တတိပေးခေါင်းလောင်းတန်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကနေ့အတွက်မယ်လစ်ဆာဟာရီကိန်းမုန်တိုင်းနဲ့ပတ်သက်တဲ့အထူးသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာခွင့်ပြုပါနောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြင်းကြီးဆက်လက်တင်ဆက်ပေးသွားပါမယ်ကာရီဘီယံဒေသကဘေးဒုက္ခကြုံတွေ့နေရသူများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးအမြန်ဆုံးပြန်လည်ထူထောင်နိုင်နိုင်ကြပါစေလို့ဆုတောင်းရင်းဤကုန်းချုပ်လိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်